ါရှင်မောင်နှမမ YouTube channel လေးကနေမိထွေးစွာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အညိုကဆ iam မအမြနောက်ညိုရေးသားထားတဲ့ဝိတုတို့လေးတစ်ပုဒ်ကိုဖတ်ပြပေးသွားပါမယ်နော်ပြီးဆုံးမိုးနဲ့မျောတော့သည်အမေကထီယူသွားအောင်တတိပေးလို့တာထဲခဲ့ရခုတော့လေမိုးတိမ်မိုးသားကင်းပြီးလင်းလင်းချင်းချင်းရှိနေတာညာကဖြင့်မျက်စိတွေလက်မိုးတွေထစ်ချုံပြီးပြိုတော့မလို့အုံဆိုင်ချင်းချောင်းနေလိုက်ပုံများ စိတ်ထင်ပူပန်ခဲ့ရတာတွေပေါ်ပါပြေရော့သွားတယ်။ဒိုးအိမ်ရဲ့ဈေးကဘတ်ကနံပါတ်တိုင်းပဲဝေးတာပါ။ထိုင်ထိုင်စရာမရလဲခဏတက်ဖြုတ်ပဲအเจ้าမဟုတ်ပါဘူး။ဟောကိုဦးအလုံးမသွားသေးဘူးလား။ဘတ်ကဘော်ကဆင်းတော့ကားဂိတ်မှာကိုဦးဆောင်နေတာတွေ့ရတယ်။သူ့အိမ်ကဈေးနားမှာပြီမဲမနဲ့ငါးနာရီခွဲလောက်ကတည်းကအလုပ်သွားရမယ်သူ့ကိုဒီအချိန်တွေ့ရခဲ့ပါတယ်။ဒီနေ့အင်းစိန်တွင်မဲတအိမ်ထက်ရထားတယ် ကဘာအေးမဟုတ်တော့ဘူးလားအဲ့ဒီအိမ်ကလက်စားတက်ခံနေပြီမို့တို့အသားအဖအစိုင်းကိုဒီဘက်ခွဲပို့ထားတယ်ကိုဦးတို့အဖေကလက်သမားဆရာကိုဦးက သူ့လက်ထောက်ပေါ်ကန်ထရိုက်အသေးစားတယောက်စီမှလုံကြတာမွေမာရှာပြီးမိုးမာထိုင်စားတဲ့ပရွက်စိတ်ကလေးလို့ကိုဦးကိုကြည်စားရတယ်လေ ကိုကလွယ်အိတ်ထဲလက်နိုင်ရှာနေတယ်။သူ့လက်ဆွဲထုတ်လိုက်တော့နွားစည်းပေါ်လိုက်ပါလာမယ်မှတ်တာမဟုတ်ဘူး။ရှာတန်းအတိတ်ကျချုပ်ကလေးတရွတ်ဆန်းဆန်းကြိုက်တာဝဲတဲ့။အိုးကိုဦးကလည်းမဟုတ်တာညင်းနေတော့မှပဲသူကရာတန်အခောက်ကလေးကိုတို့ချင်းနဲ့ထဲလိုက်တော့တယ်။ အလုတ်သိမ့်ပြီးအောင်းမင်းနေတော့ဒီအိမ်ထက်ဆောက်ရတော့အမေသိမ့်ဝမ်းသာသွားတယ်။ကြိုတင်အသုံးပြီးတဲ့ငွေတွေကတို့လဲယူပါလို့တိုက်တွန်းတယ်။တို့စန်းစန်းကိုတစ်ခုခုဝယ်ပေးခြင်းနဲ့စိုက်တာဝယ်နော်တဲ့။သိမ့်တော့ကြပြမဆန်ဘူးပေါ့လေ ဒါပေမဲ့20ကျော်အသက်အရွယ်မှာမိသားစုစာဝတ်နေရေးအတွက်တာဝန်ဝေးများယူနေရပြီဖြစ်တဲ့တို့တွေမှာစိတ်ကူးယဉ်ချိန်လည်းမရှိလာပါဘူး။ကိုဦးကသူ့ကျိုင်းနဲ့တက်ရဝယ်ပေးတာထက်ဒုလူအပ်နေတာဝယ်ရရင် ပိုအသုံးချမယ်လို့လက်တွေ့ကြကြစဉ်းစားတယ်ထင်ပါရဲ့။မွေးဆက်ကူကိုထမင်းမှုအောက်ထိုးထည့်ရင်ကျေးဇူးတင်ပြုံးကလေးနဲ့ကြည်လိုက်တယ်။ဂျင်းနဲ့နှစ်သိမ့်သွားတဲ့ကိုဦးရဲ့ကိုဦးဟာထိုးဆိုင်လာတဲ့ဘတ်ကားပေါ်ခုန်တက်သွားတော့တယ်။ ဈေးထဲဝင်လာတဲ့တို့ရဲ့ခြိလန်းတွေတုတ်နေနေပြီတို့ကြိုက်တာဝဲတဲ့ဘာဝဲရမလဲကလေးဘွားတော့ကအမေရွေးချယ်ပေးတာယူရတယ်အပြိုဖျန်းဘွားဆက်ဆာနေပြီးဝမ်းစာရှာရကတဲ့ကတို့ဘာသာချိန်စဝဲရတယ်ခုတော့ကိုဦးကကြိုက်တာဝဲတဲ့ချစ်သူရဲ့တတိတရလက်ဆောင်ပြီးပဲရဲ့လို့ရင်ခုန်ကြည့်နူးလိုက်ရတာလေအလားကုံဆိုင်တွေရှိကဖြတ်တန်းလာရင်အလားပြင်ပစ္စည်းတွေကိုငေးမိတယ်။တုံးနေကြမဟုတ်တော့လဲမလို့ခြင်းပါဘူး။ ့ Oh sorry တဲ့ဤဆက်တဲ့မွေးကြိုင်နဲ့ရနန်းတွေနဲ့ဝန်တိုးမိတယ်ပြောင်ဤဝင်းလက်နေတဲ့ tree o ရောင်ထိုင်းစစ်တစုံစာနဲ့မိမလကလေးဖြူဖြူပိတ်ပိတ်လေးပါပဲထိုင်းစစ်ကြောင့်လာနေတာကြီးရွယ်မထားပါပဲနဲ့ဒိုးချီတော့တွေဟာအထယ်တန်းဘက်မြားဦးလဲ့သွားတော့တယ်ဆိုင်နိုင်ရန်တွေမှာရောင်စုံတက်တန်တွဲလွဲခုန်နေတယ်လို့ထိုင်းစစ်တွေဤကြနေတယ် ီရှန်အီတုံဒရီပါတိတ်ပါထိုင်းကီမိုနိုရှန်တထရွန်လေယံမောင်အထက်အမျိုးအစားတွေဘလို့များပေမဲ့ခုနေခါမှာတော့ထိုင်းစစ်ကခေတ်အစားဆုံးဖြစ်နေတာ ို့အထည်တန်းဘက်ရောက်ခဲ့တယ်ဒါပေမဲ့ဘာအစဉ်ဆန်းလို့ပဲစည်းရှိတယ်ဆိုတာတို့မသိမရှိဘူးတိမာပေါ့တို့ကအချုပ်တယ်ကိုပေါ်သမ ्या အစဉ်သစ်ဟာတို့များအချုပ်တယ်လက်ဖြတ်တန်းပြီးမှဝတ်တဲ့သူရဲ့ခါပေါ်ရောက်ရတာကိုတို့စီအင်ဂျီအန်နေကြအထည်တဲ့အပြူကြီးကိုပြုံးပြလိုက်တယ်ညနေချိုတွေးတယ်ပဲထားပါတော့ထိုင်းစစ်တစုံစာလောက်ဖြတ်သွားအောင်လေးစန်းစန်းတဲ့တို့တော့ရေငတ်တုံးရေတွင်နေကြတာပါပဲ ခနာရက်ပြီးထိုင်းစစ်တွေကိုကင်ကြီးမိတယ်။ခုနာကရွှေအိုရောင်ကြိုက်ပေမဲ့ခုတော့ပန်းခရမ်းကလေးကမျက်စိတဲကမထွက်အောင်ဆွဲနေတယ်။ဟော်ဒီညညိုလေးကဆန်းဆန်းနဲ့တိတ်လိုက်တာအသားဝင်းဝင်းကလေးကို background ညင်းညင်းခံပေးသလိုထင်းနေမှာလို့အပြိုကြီးကပြောတော့တခါစိတ်ဖြေပြပြန်ပါရော။နေခင်းမှလှည့်လာမယ်အမဒီမနက်လာရွေးမဲ့အပ်ထယ်တွေအပြီးတက်ရအောင်မှာမို့အပြိုကြီးကလိုလိုလာလာပဲဆက်ဆက်လာခဲ့တော့လို့မှားလိုက်တယ် တကိုက်60အင်ကြီးလက်စကားချုပ်ရင်တစုံစာကိုနှစ်ကိုက်ခွဲမှလောက်မှ ရှိတာကတရားတယ်။ကျန်တာတနည်းနဲ့ကျက်သွင်းပါမယ်အမရဲ့အဲ့ဒီလိုစကလုံးရွေးချယ်နေမိတယ်။ဈေးသူတွေကတော့ဒီလိုနည်းနဲ့အဝတ်အဝယ်နေကြပါတို့ကတာဝင်သေးပြီးမဝယ်ဖြစ်တာဒီတခါတော့ဝယ်မှာတလလောက်ပဲသွင်းရမှာဆိုတော့တိတ်အပန်းတကြီးမနိုင်ဘူးမဟုတ်လား ကိုဦးကဘလောက်ကြိုက်လိုက်မလဲလို့တွေးရင်ပန်းပေါင်းစုံရှိရောက်လာတယ်။ဆိုင်ရှင် အမလွန်ရဲ့ယောက်ျားကိုပန်းပေါင်းစုံခေါမိုးပေါ်မှာဓနီးပြကြားညက်ဖားသေးနေတာတွေ့ရတယ်။ညကမိုးတန်ပေးလျှက်ရေးပြတာမို့အလင်းစလိုဖြစ်နေကြတာ။လောက်ကုံလောက်မှမိုးကြမှာပါသူတို့ကပူပန်တဲ့ရန်ကော အလားပြမန်ပီတို့ရှိမှရက်ပြီးအထက်လိုက်ပုံနေတဲ့မကင်သေးတဲ့အဝိဆတွေရောချုပ်ပြီးသားအထယ်တွေကပါငေးမောနေမိပြန်တယ်။ထိုင်းစစ်ဟာအလားဆုံးပဲလို့မူးရစ်ဆွဲညိနေမိတယ်ပေါ့။အမလွန်ကအချုံတင်နေတဲ့ခင်အောင်နဲ့မိဖြူကိုအင်ကြီးညက်ပြရင်ပါစက်ကလည်းတင်နေတယ် တို့ရဲ့တိမ်ချင်းကလေးကိုနယံကက်ဘီရိုပေါ်လမ်းတင်လိုက်ပြီးတို့ရဲ့ဆက်ခုံမှာဝင်ထိုင်လိုက်တယ်တို့ရဲ့ဆက်ဆိုတာတို့ချုပ်နေကြဆက်လို့ဆိုလိုတာပါအမလွန်စီမှာအထက်တထဲကိုချုပ်ခသုံးပုံတစ်ပုံလုံးယူပြီးချုပ်ရတာလက်ချုပ်ခနှိပ်စစ်တက်ခအချီကအစအမလွန်တာဝန်မှုဝင်မပါလူအားသာစိုက်နိုင်တဲ့တို့အတွက်တော့အဆင်ပြေတာပေါ့တနေ့ကျရင်တော့ကိုဦးကအချုပ်ဆက်ကလေးဝယ်ပြီးကိုပိုင်အချုပ်ဆိုင်ဖွင့်ကြမယ်ပြောတာပဲ နေ့ညနေကစီထိုးသွားတာခုံပေါ်နေနေပေနေလို့အဝတ်စုံနဲ့တော့ရသေးတယ်။အထယ်တွေစီဆွန်းရင်အတူတွေကကောက်တက်ပါတပီနဲ့။ချုံရိုးစမ်းပြီးစိတ်တိုင်းကြတော့မှဒီမနက်လာရွေးမဲ့ထိုင်းစစ်ဘလော့စကစ် အနီကလေးအတွက်ခါကျိုးခါပတ်ကျိုးချုပ်ရတယ်အနီကလေးလဲလှတာပါပဲထဲလဲဝင်နိုင်ရင်တော့မဆိုးဘူးပေါ့ဒူးကတော့ဘဲသွားသွားဒါဝုတ်ဖြစ်မဲ့သူဆိုတော့တိတ်တောက်တောက်ပပမဟုတ်တဲ့ခက်ပြေပြေအယံကလေးမှဖြစ်မဲ့တင်နေ ကညီမထွေမိမိုးရဲ့ဆရာမအပ်ထားတာညနေလိုချင်နေတဲ့ကျောင်းဝတ်ဖို့ဖြစ်မှာအဖြူရောင်ကလေးထိုင်းစစ်များတော့အဖြူရောင်ကလည်းကြက်တည်ရှိပြန်တာပဲဒုနဲ့တော့မဖြစ်ပါဘူးခုခေတ်ကဝမ်းဆက်ခေတ်အင်းကြီးအဖြူတော့အနောက်များမှာပဲ ရွှေဆိုင်ကအတော်ကြီးရောက်လာပြီးသူ့သမီး blouse အနီကိုလာရွေးတယ်။သူ့ခါမှလည်းအရင်တစ်ပတ်ကချုပ်သွားတဲ့ထိုင်းစစ်ခိုးပြရောင်နဲ့သူကမဲမဲဝဝပြီးမဲ့သူ့အင်ကြီးကတော့လှနေတာပေါ့။ခိုးပြရောင်စိုက်သွားပြန်ပြီလားဟုတို့ကိုတို့စိတ်ပြုံရတယ်။ တို့ဖောက်တဲ့ရုံးဝင်တန်းတယောက်ကတော့မင်္ဂလာဆောင်သွားစရာရှိလို့တဲ့ပန်းစီရောင်ထိုင်းစစ်ကလဆက်ကနဲ့ဂျပန်ကီမိုနိုထမိန်လာချုပ်တယ်။အနုနဲ့အရင်အခက်ပြေပြေအယောင်ကူးပြောင်းထားတဲ့အစိမ်းနောက်ခံပေါ်မှာပန်းစီရောင်အပွင့်အခက်တွေဟာရွှေရည်အစင်းတုံးကလေးတွေကြားမှာမို့ဟိုတီကျဲပြန့်လို့အင်ကြီးနဲ့တော့တိတ်လိုက်တာပဲ။နောက်ဖြန်ညနေအပြီးတော့ဆန်းဆန်းအမြန်ကြီးယူပါကွယ်အရင်လိုလို့ပါမင်္ဂလာဆောင်ကတပတ်ခါညီမရဲ့ ူပြန်သွားတော့ဒုဒရီတယောက်တလဲကိုမှကက်ကြည့်ကြတယ်။ကျမတို့တော့သူတို့သမီးဖြစ်တောင်ဒီလောက်ကောင်းတဲ့ထမိန်ဝင်နိုင်မယ်မထင်ဘူးနော်အမလွန်လို့ခင်အောင်ကကီမိုနိုကိုပွေပြီးညီကြွားတယ်။ငါတို့ကလည်းရခိုင်ချင်းနဲ့ပြီးခဲ့တာပါအေးလို့အမလွန်ကရှယ်နေတယ်။ကီမိုနိုတော့ညီပဲတောက်တက်နော်ဆန်ဆန်ဟုတ်ကဲ့အမလွန်မိဖြူကတရုတ်ထမိန်ဝယ်ချုပ်ရအောင်လို့ခင်အောင်ကိုအဖို့ညှိနေတယ်။ အငယ်တွေကြောင်းအပ်ရတော့အမေတို့အကုန်အကြများတယ်တနည်းနှစ်ချက်လဲသွင်းပေးနိုင်မှာမဟုတ်ဘူးလို့ခင်အောင်ပင်သက်ရှာရင်ညင်းရှာတယ်တနင်္ဂနွေ၅ဘက်တွင်ရမယ်ဆိုတော့80ပေါ့များတယ်မိဖြူလငင်းဆို55ချက်လောက်ပဲပေးရတာလို့အမလွန်ကတာမြင်နေတယ်။တကယ်တော့မိဖြူတို့ဟာဆက်ချုပ်တင်တော့မို့ကိုထမင်းကိုစားဝင်ငွေတပြားမှမရရှာသေးဘူး။ဝင်ငွေရှိတယ်ဆိုတော့တို့လည်းထမင်း၃ထည့်ထပ်ပို့ပြီးအလဲအဖယ်မရှိပါဘူးလေ။ နောက်တစ်ထည်ကိုင်နာကတော့အကြီးကန်းဥယောင်ထိုင်းစစ်လက်ပြက်မဖြစ်ပါဘူးထိုင်းစစ်အိမ်မက်ထဲပဲတွေ့ကန်းနေလို့မဖြစ်သေးဘူးဟိုဣရှန်ညနေမပြီးရင်ငစိမ့်တဲ့ဒေါ်ပိဒေါ်သိန်းပိတ်တလေးနဲ့ထုလိုက်မယ်ဆီယာမအင်ကြီးကိုတော့မိဖြူလက်ချုပ်လိုက်နေပြီ ပြန်ချက်သားကောင်းလာကြည်လားမတူစားလို့အမလွန်နှုတ်ဆက်တန်ကြားမှခေါင်းထောင်ကြည့်မိတယ်။ပန်းပေါင်းစုံနဲ့ဖောက်တဲ့မတူစားဟာမိဖြစ်တာ တနစ်မရှိသေးပေမဲ့သူ့အတ်ထယ်တွေကတော့တရားမကတော့ဘူး။မတူစားဝစ်ဆင်ထားတဲ့အုံနီခဲရောင် ထိုင်းစစ်တစုံစားဟာလည်းဒိုးလက်ရပါပဲ။သူ့ကိုယ်လုံးအချိုးအစစ်ကပြည့်ပြည့်တော့အဆလက်လက်ဤကလေးဟာကိုမကက်ပြီးချက်ချက်ရရလှလိုက်တာ။ မတူစာလက်ဆွဲအိတ်ထဲကအထိုင်းစစ်တွေဟာစီးရောင်စုံဘူးမှောက်ကြတယ်လို့ထွေးခင်းနဲ့ဣကြလာတယ်။တဆိုင်လုံးဖြစ်လာတာလားလို့အမလွန်ကကြည်စေတယ်။တို့တွေကတော့ထုံးစံအတိုင်းအစတွေကင်ကြီးကြပုံမှန်ကက်ကြီးကြနဲ့အလုတ်ကိုခဏမိသွားကြတာပေါ့သူလက်ထက်တော့မှတဲ့ပြားရင်ဆိုင်ခရီးထွက်ရင်ယူသွားမှမို့တနင်းငွေအမီချုပ်ပေးပါတဲ့ ဘသူနဲ့လက်ထပ်မှာလဲဘာဝတ်မှာလဲဘဲမှာလက်ထပ်မှာလဲသူတို့သားကဆရာဝန်တဲ့မနက်ပိုင်းအိမ်မှာလက်ထပ်ပြီးညပိုင်းအင်းရလိမ့်မှာဧကံမှာတဲ့လက်ထပ်တော့ စွစ်ဇာလန်စာပန်းရောင်တဆုံစာဝိမဲတဲ့အခန့်ပွဲမှာဝိမဲလွန်းတရာကျိတ်ကတော့ဂုံရှိတယ်ဆိုလို့သာသူမကြိုက်ပါဘူးတဲ့ဝင်းတာမီယာထဲကအန်တီချမ်းဆိုတဲ့စီကိုထုံးစံမှုအရာတာတဲ့သူကဒိုးလက်ရမှကြိုက်တာဆိုတာပဲဒိုးလက်ရဘလောက်ကောင်းကောင်းဝင်းတာမီယာထဲကအချုပ်တင်နေတော့ဂုံချင်းမရှင်သာဘူးဆိုတာနားလဲပါတယ်လေ မတူစာကို ကိုတိုင်းယူနေတော့မိုးရွာတော့မယ်ထင်တယ်ဆန်းဆန်းအုံလာလိုက်တာတို့အထီးမပါဘူးလို့သူကအလန့်တကြားပြောတယ်။ဟုတ်ပါရဲ့မိုးသားတွေမဲတက်လာလိုက်တာမတူစာအပြေးထွက်သွားပြီးမရှိမနာမှာပဲမိုးသီးမိုးပေါအလုံးအရင်နဲ့တဝောဝောပြိုဆင်းလာပါလေရော့ သူပေကျိုးကလေးကင်ပြီးနိုင်နေမိတယ်။မိုးရွာတဲ့ဟေ့အစတွေတင်းကြဆက်တွေလည်းရွှေ့အောင်လို့အမလွန်ကလုံးစော်တော်မှာပဲသူလှူရှားတက်ဝင်လာတော့တယ်။အောင်စုမိုးဆဲသွားမှာပါ။ဒီနှစ်မိုးကိုခေါန်တာတကြံကူတော်မိုးမကြိုဘူးလို့ဒုကူတို့လဲစားအားပေးမိတယ်။ဒါကိုနားမလည်လိုက်တဲ့အမလွန်ကဒီလောက်မဲမောင်နေတာများဟဲ့မိလာကုန်နေပြီပဲမိုးကြပြီဆန်းဆန်းရဲ့တဲ့ နေပူချိန်ကြောင့်ခြောက်လိမ့်နေတဲ့တနည်းရွက်တွေကြားကနေမူးရီတွေဆိုင်တဲ့တတောက်တောက်ယူကြနေတယ်။တို့အိမ်မမိုးရသေးဘူးဒုက္ခပဲတဲ့မိဖြူရဲ့ညီတန်တို့လည်းဘာထူးလို့လဲမိဖြူနင့်လိုပါပဲတဲ့ခင်အောင်ပူပင်တော့ကစနင်းနေရပေမဲ့ဒိုးစိတ်တွေအိမ်စီရောက်နေပြီအိမ်မှာမိုးရိုနေတော့မယ်။ အစ်စ်မိုးချိန်တန်ပေမဲ့ဂျားညံ့ဖာသေးလာခဲ့တာဘယ်နှစ်နှစ်ရှိနေပြီလဲတရှောင်းရှောင်းမကျမ်းမမာတဲ့နာတာရှိအဖေတယောက်နားခုစရာမိုးလွတ်တဲ့နေရာမှာရှိလေရဲ့လားဟောအတင်ကလေးတွေမှာအတင်ကလေးတွေမှားနီးမျိုးစုံနဲ့ရှေ့တချမ်းကိုနောက်တချမ်းနဲ့အတွင်းအပြင်ပြောင်းပြန်ပခုံးချင်းတွေ့မိပြီဖြုတ်တန်ကလေးနဲ့ပြန်ဖြုတ်တော့ထိုင်းစစ်ချီတချောင်းဆွဲမိပြီးအဆအတွန့်သွားလို့ဆိတ်ရှိရှိဆွဲဖြန့်ရပြန်တယ် မိုးကလည်းကြာလေသဲလေထန်လေရက်စီးတစ်ဖြက်ဖြက်လက်မိုးတစ်ချင်းချင်းထစ်ချုံယုံမကတစ်ချက်တစ်ချက်အုံကနေမိုးချူပြလိုက်တာများနားခွဲမတက်ပါပဲဇီဝရီလည်းဆဲသွားခဲ့ပြီးခေါင်းရပြတ်ထိုးဈေးတဲ့တွေလည်းလမ်းပေးကခွာပြီးနားခုစရာရှာကုန်ကြပြီဈေးလမ်းမှာရေတဝဝစီးလာပြီးဈေးတဲကအမိုက်တွေတရွေ့ရွေ့မျောလာတဲ့ကြံဖက်တွေဖက်တွေပလတ်စတစ်အိတ်ခွန်တွေတောင်းဆုပ်ပလုံးဆုပ်တွေလည်းပါရဲ့ ထီးမပါမိုးကမပါနဲ့မိုးတဲလေတဲ့တိုးမြင့်ရဲ့အမလွန်ရဲ့ရင်ဘတ်စီတီမိတီတန်ကြောင့်ငင်းမြာမှ တတိဝင်လာတဲ့ဒုမောင်တိုးမြင့်ရဲ့စွတ်တဲ့ဂျိုင်းပြက်ပစိုးကခြေတလုံးတော့ဝဖနောက်ပါနေပြီဖြစ်တဲ့ရာဘာဖနက်ကိုစီးလို့ကြွဆုပ်ကလေးလိုရွှဲရွှဲဆိုနေတဲ့သူ့ကိုမြင်တော့တို့ရင်ထဲနှင့်ခနေနာရတယ်သူမှဆောင်းစရာထီမမရှိတာမနစ်ကတဲ့ကပျောက်သွားလို့တတိယတိုင်းတို့အကြိမ်ကြိမ်ဆူခဲ့အကျဉ်းခဲ့တာပဲ ညနေလာရွေးမှာမိုးတဲ့အမေဖို့ခိုင်းလိုက်တာဆိုပြီးပလတ်စတစ်တထုပ်လေးတထုပ်လမ်းပေးတယ်။အမေလက်ချုပ်လိုက်နှိပ်စစ်တက်ထားတဲ့အင်ဂျီတွေအပေါ်ဆုံးကထိုင်းစစ်ပေးတာရောင်ကတို့ကိုမြူဆယ်နေသေးသလား။တို့မရင်မူးနိုင်တော့ပါဘူးကွယ်။တို့မြင့်လာရင်ကိစ္စဟာဒါမဟုတ်မှန်တို့သိတယ်။တနည်းပြဘလောက်လိုမလဲရင်တအိမ်လုံးရေအိမ်ထွန်းနေတာအမှတရတော့ဝယ်ရမယ်ချင်းတဲ့ကခောက်တီးကိုယူလိုက်တယ်ဇယ်နှစ်ကျော် မိုးတန့်ခံလာရလို့မိုးပေါက်တရာနဲ့မွေးချောင်းနေတဲ့ခောက်ကြီးလေပြီးတော့ထမင်းဘူးအောက်ကရာတန်းအခောက်ကလေးကိုဆွဲထုတ်လိုက်ရတော့တာပေါ့ဓနီးပြတရာကို65ကျပ်ဆိုတာလဲဈေးစုံစံထားလို့သိနေပါတယ်ရွှေဆိုင်လို့မရတော့ဘူးလို့တို့လက်ခံလိုက်ပြီပဲဝယ်ရတော့မှာပေါ့ တုံးမြင့်ဖို့အထီးလူမျိုးပေါင်းကလေးမို့သူ့အအငယ်နှစ်ယောက်လိုခမောက်ဆောင်ပြီးအကြောင်းမသွားချင်တော့တာကို တို့ဆန္နာရမယ်လေပြည်တွင်းဖြစ်ထီယိုးရှိအသစ်တလက်ကို90ဆိုတော့ငွေနိုင်တော့ဘူးမိုးပေါင်းတစ်ပေါင်းနှစ်ပေါင်းနဲ့ထီယိုးမှာတန်ကြီးစားထားတဲ့အပေါက်တစ်ခုပါတာကလွဲလို့လက်ဆက်သေးတဲ့တပည့်ရစ်ကိုပဲ30နဲ့ဝယ်ပေးလိုက်တော့တယ်ပန်းပေါင်းစုံကိုတယောက်ထဲပြန်အလာခြေတော့ဘွဲ့နစ်သွားတယ်စုအယုံမှာပြက်လူတဲတဲဖက်နဲ့တဲချိုးကလေး နိဋ္ဌိတံသွားပါလေယောဖနက်ဆိုင်ဝင်ပြီးအတံမီလွန်းလို့ဂလောက်ဂလောက်ဖနက်လို့တို့နာမည်ပေးထားတဲ့ပလတ်စတစ်ဖနက်တရံကိုငါးချက်နဲ့ဝယ်စည်းလိုက်တာပေါ့ကိုဦးကကြိုက်တာဝဲတဲ့ကြိုက်တာတော့ဝယ်ဖို့မလွယ်ပါဘူးကိုဦးရဲ့ဒါပေမဲ့တို့ဝယ်လိုက်ရတာတွေအတွက်တို့ကြည်နက်ပါတယ်ကိုဦးလည်းကြည်နက်မှာပဲနော်ကိုဦး Cherry Magazine August 1985 နားဆင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။အားလုံးဘေးကင်းကြပါပြီ။စိတ်ပင်ပန်းမှုများ၊ကင်းဝေးသောနေ့ရက်လေးများပိုင်ဆိုင်နိုင်ကြပါစေ။